တဘာဝတောတောင်ရည်မြေကြားမှာဘာမှပြုပြင်ထိန်ထိန်ချင်းမရှိပဲနဲ့သူအလိုလိုသီးနေတယ်။သီးပင်စားပင်လေးတွေကိုသွားကြည့်ရင်နဲ့မရွှေစိတ်အပန်းဖြစ်ချင်တယ်ပေါ့နော်။ကဲတခွားမွေးရုံးချန်တဲ့ကိုအလဲရောက်ခဲ့တယ်။တခွားမွေးရုံးချန်ကတော့ကရင်တောင်ကြေးရွာထဲမှာပေါ့နော်။မရွှေလိုရွာနဲ့ဆိုရင်ဒီလမ်းမတန်းကနေဆိုတိတ်မဝေးပြီမဲဒီရွာအထဲဝင်ရတဲ့အခါမှာတော့တော်တော်လေးဝေးတယ်ပေါ့နော်။မရွှေလိုလည်းခဏခဏမလာဖြစ်ဘူး။တစ်နှစ်မှတစ်ခါနှစ်ခါလောက်ပဲလာဖြစ်တာပေါ့နော်။ လာရလာနည်းနည်းဝေးတယ်ဆိုတော့လေတကွာမွေးလေးကတော့နေစင်နေတာဒီလမ်းလေးလေးကိုပြတ်ပြီးမှမချွေလို့အိမ်ကိုလာတာပေါ့နော်။ကဲတကွာမွေးလို့ရဲ့ဆန်းအိမ်တို့ရောက်ခဲ့ပါပြီ။တကွာမွေးတို့ချက်ရောက်ပြီပေါ့နော်။ဒါကဘာဒီတွေရှိလဲဘာပေးတွေရှိတယ်ပြရပေးမယ်ဒီနေ့။ကဲညီနေလိုက်ခဲ့လား။မကျန်းမင်းကိုတိချစ်စရာလေးကျန်း။ဒီမှာဒီမှာကွယ်တော့သူရလားကင်းသေးလေးတွေဒီမှာအော် ငှားလေးတွေ့သလားဒီစမ်းကြောင်းလေးကတော့မချွေလို့သွားတဲ့ချိန်မိုးမရွာရသေးတော့လေရေသိပ်မရှိဘူးပေါ့မိုးတွင်းကြလို့ရှိရင်တော့ရေတွေစီးပြီးတော့ရေတတော်ကူးလို့ကောင်းမှာမင်းကိုပွေလေးလည်းကျွေးနေတယ်မိုးတွင်းဆိုဒီနေရာမှာချောင်းရစ်ပြည့်နေမှထင်နော်မိုးတွင်းမဟုတ်ဘူးကွာ မင်းကတီးလေးတဲ့အပွေလေးတပုံကြီးပဲတော့မရွှေရလေးတချံလုံးမှာအသေးအများကြီးရှိပြီမယ်အသေးအလုံးထဲမှာမှာရင်ငန်းသေးကိုပဲအရန်စိတ်ဝင်စားကိုတိုင်းလည်းရင်ငန်းသေးကိုတအားကြိုက်တယ်အချို့ထုတ်အချင်းကိုပူကြိုက်တာပေါ့နော်မရွှေရလေးကဲဒီခြံထဲမှာကဲကြတော့အဆုတ်လိုက်အပြုတ်လိုက်အခဲလိုက်တပုံကြီးပဲတီးရဒီရင်ငန်းသေးကြီးလေမရွှေတို့အိမ်ခြံမှာကဲကြတော့အပင်ရှိပြီမယ်ဒီလိုအများကြီးမတီးဘူးပေါ့နော်သူကဲကြတော့ဒီမှာက တောတောင်ရေမြေကြောက်လဲပါတယ် မြေအရန်ကောင်းတာကြောင့်လည်းပါတယ်ပေါ့နော်ဒီမှာရေငဲအလက်တွေတူဆိုတော့စိမ့်ဆိုးပြီးတော့အများကြီးဒီလိုမျိုးမြေကြီးမှပါကြာရောတတိကြီးအဲ့လိုမျိုးတွဲသေးတာမရှိလို့အိမ်မှာကကြတော့အပင်ကိုင်းလေးဆို၆တယ်ပေါ့နော်ဒီလိုမစိမ့်ဆိုးနေဘူးဒီအပင်လေးဆိုရင်ပင်စီလုံးကြီးတဲ့ဟာကကြတော့ဒီရင်ပင်ပင်စီတေးသေးလေးကကြောင်မင်းကိုတီးပင်လေးတွေပေါ့နော်ဒါရေငန်းဒီအပင်ပေါက်လေးတွေအများကြီးပဲ အပြင်တွေတအားတက်မှာဆိုလို့ဆွဲဆွဲပြီးတော့နှုတ်ရတယ်ပေါ့နော်ရင်ငန်းအပြင်ပေါက်လေးတွေကကြတော့အဲရင်ငန်းဒီအကြောင်းကိုကိုအတိဆုံးပါပေါ့မွှေတရားရှင်းပြတော်မူနေတယ်အဲရင်ငန်းဒီကနေရဲနေကောင်ကတော့မှဲ့နေပြီပေါ့ဒီအားကောင်ကကြတော့အဲမမဲ့သေးပါဘူးပေါ့တကွားမှုရတော့ရောင်းမဲ့ရင်ငန်းဒီကိုတခါတည်းချိုလားချင်လားမြည်ပေးလိုက်တယ်ဒီအခိုင်ကြီးကကြတော့ပထမဆုံးရောင်းပေးပြီနော်ဒီတဆုပ်ကကြတော့ချွချင်းလေးတကွမွေးအောင်စားနိုင်နေဆိုတော့လုံးဝမချင်နေဘူးပေါ့နော်အရင် အချို့ကြတော့လေအချို့ရဲရဲထက်ကိုအဲ့လိုချိုးချင်းတို့ချင်တာလေးကိုပို့ကြိုက်တယ်သူကချင်းလေးရေငန်းဒီအနံ့လေးမှုေးပြီးတော့ရေငန်းဒီရဲ့အရသာကိုတိတိမိမိလေးစားရတာပေါ့နော်ချိုးနေတဲ့ကောင်ကကြတော့ပေါ့တယ်လို့ခံစားရတယ်ကဲမရှိဒရမာတွေခင်းနေပြီပေါ့နော် ရေငန်းဒီလိုမျိုးပဲဆူးတွေကြမှာကိုကအရှင်တန်ရတာပေါ့ဘောကအရန်ခက်ခဲကြောင်ကိုကကိုပေါ့နော်ရှောက်ပြောနာပေါ့ချမ်ပန်ရှင်တကွာမှုရတော့သူ့ channel မှာအပြင်နေစုံကြောင်လိုက်ပြတော့မူသေးတယ် လလုံးစေတော့ပိနေသည်တို့ဘာလို့တီးနာပဲတွေ့ခဲ့ရတာပေါ့နော်နနက်တီးကတော့တီးနေတာမတွေ့သည်ဘူးဒါလေးကယူရီးယားဆောင်းလျားသည်တီးနေတာပေါ့နော်မွှေလို့ရောက်သွားတဲ့အချိန်ကကြောက်အသီးနဲသွားတဲ့အချိန်ပေါ့နော်အသီးများတဲ့အချိန်ဆိုလို့ရှိရင်ပင်စီတစ်ပက်လေလုံးအဲ့လိုမျိုးအသီးကြီးပြုတ်ခဲနေအောင်ပေါ့နော်တီးတာ တခွားမွေးရတော့အဲရင်းပြီလားနှုတ်သေးလားမသိအကုန်လုံးဆွဲကူပြီးတော့အဲ့လီထဲမှာသူထဲနေပြီသူအတီးတီးတာအရင်ကြောက်ဖို့ကောင်းတယ်လို့မချွေစိတ်တယ်မလေးအသေးရဲအဲ့လိုပြုတ်ခဲကြီးဖြစ်နော်လေနော်သူအပွင့်လေးရတော့တော်တော်လေးလှရယ်ကွယ်အရင်သဘောကျတယ်ဒီအတီးရလေဒီတိုင်းစားမနိုင်ဘူးနော်ချိုရှင်ဆက်လို့ဆိုင်းတော့မှတွားလေးပါအရင်ကျင်းတာအဲဒီအပင်နော် ဒီအပင်ကကြတော့မရွှေဟိုတခါတော့ဟာစားပြရည်လေတပြုတ်တပြေသည်လေအတိနိညို့ရောင်လုံးကြီးကြီးပေါ့နော်ဒါသူအကင်းလေးပဲရှိသေးတယ်သူအပွင့်ရတယ်တအားလှတာအဲ့ဒီအပင်လေးကဲအပြန်လက်ဆောင်မလကသည်တလုံးမှာခူးသွားအောင်မယ်မရွှေတတော်တော်တယ်အေးမလကသည်တလုံးရိုက်ချနေရမကြနိုင်အောင်တခွားမွေးတော့အကိုတစ်ချက်ပဲခူးပေးလိုက်တာရပါပြီကဲမလကသည်ယူပြီးတော့အိမ်ပြန်ပါတော့မယ်ရှင်